ဒေဝတာသုံးမှာမြတ်စွာဘုရားကအချက်၁၀ချက်လောကမှာအချက်၁၀ချက်တွေကိုဟောထားတာရှိတယ်နံပါတ်၁ကရဟန်းတန်ဃာတွေနဲ့ပတ်သက်ပြီးတော့ကြွလာတယ်ဆိုလို့ရှိရင်တဲ့နံပါတ်၁ခရုကျဆိုရမယ်ဒါကအကြောင်းတစ်ခုပဲခုနပြောရလို့ခရုကျဆိုလို့ရှိရင်ဖြစ်နေရဖြစ်နေရဘဝမှာအမျိုးမြတ်တဲ့ဘဝဖြစ်တယ်ဟုတ်ကဲ့လား နမတေကရှ िख ုံးဝချာအဲခယူရောဆိုတယ်ရှင်မခိုးဘူးဆိုလို့ရှိရင်အကြောင်းမဆုံးသေးဘူးပဲနမ3ကဘာလို့ရမှာလို့ရှ िख ိုးပြီးတော့နေရာထိုင်ခင်းပေးရမယ်တဲ့ဒါကိုလုံးရမယ်ကိုလုံးတဲ့ကိစ္စတွေပေါ့ရဟန်းတန်ဃာတွေတဲ့လေဒီတိုင်းပဲလေကိုရကြည့်တဲ့ဆရာတော်ကြီးတစ်ပါးကြွလာတယ်ထေကြီးဝါကြီးပုဂ္ဂိုလ်ကြွလာတယ်နမတေခယူကျူဆိုရမယ် နမနစ်ရှိခိုးရမယ်နမတုံနေရာထိုင်ခင်းပြရမယ်ဟုတ်ကဲ့ဒါလုတ်ကိုလုံရတဲ့ကိစ္စတွေပဲဒါတရားအလုံးဟာကုသိုလ်တွေကြည့်ပဲတမန်ကြည့်ရင်ဒါကုသိုလ်မဟုတ်ဘူးလို့ထင်ကောင်းထင်ကြလိမ့်မယ်နော်မြတ်စွာဘုရားကဒါလုံးတဲ့လုံးထိုက်တဲ့ကုသိုလ်တွေတဲ့ကောင်းပြီနေရာထိုင်ခင်းပေးပြီးတော့မလိုရကိုစွမ်းနိုင်တဲ့မြတ်ကိုရဲ့ဌနအင်အားစွမ်းဤတ္တိအားအားလျော်စွာ ခွဲခြားဝေဖန်လှူဒန်းမှုကိုပြုရမယ်။ဒါတော့ဘုရားဘာသာဝင်မြန်မာလူမျိုးတွေဘုရားတော့ဒီဟာတော့ရှိတယ်လို့ပြည့်စုံ။အိမ်ရောက်လာတယ်ဆိုစုကြုံနေမြင်မရွေး။ဟောဧခန်နဲ့ကျွေးမွေးတယ်လှူဒန်းကြတယ်ဒါတော့ရှိကြတယ်ဟုတ်ကဲ့လား။အဲ့လိုမျိုးလုံးဝမယ်တဲ့။အဲ့လိုမျိုးမလုံနိုင်တာလည်းပဲရှိခဲ့ဘူးတဲ့။ဒီမှာတော့မဟုတ်ဘူး။မှတ်တမ်းမရှိလို့လည်းဖြစ်ဖြစ်ဖြစ်မှာပေါ့။ ဝိသုရိမထဲမှာမှတ်တမ်းတစ်ခုပုံမြင်ကလေးလို့ရေးထားတာလေးတစ်ခုရှိတယ်။အဲ့ဒါတော့ယဟန်တန်ဃာတွေနဲ့ပတ်သက်တဲ့ပုံမြင်ကလေးတစ်ခုပါ။အိန္ဒိအင်ကိုယန္တဝါကြွလာတယ်၊ဆွမ်းကယန္တဝါကြွလာ။ကြွလာတဲ့အခါကျတော့အဲ့ဒီအိရှင်မကကိုတော်ကအိမ်ပေါ်ကြွလာတယ်။မလှူလဲမကောင်းဘူးဆိုတော့ဘာပြောတော့ဆိုတော့ အဲဆံအိုးတယ်လေဆံတွေကကုန်းနေတယ်ဆံဖုန်ကြီးကလည်းကြွလာတယ်အိမ်မှာဓမင်းနဲ့မချက်ရသေးဘူးညင်းညူပြီးတော့ပြောပြီးအိမ်ပြန်ထွက်သွားတဲ့နော်အိမ်မှာချက်เสียရလည်းမရှိဘူးဘာမှအဆင်သင့်မရှိဘူးပေါ့ရှိရင်တော့လောင်းမှာပေါ့အခုတော့ဘာမှမရှိတော့မလောင်းနိုင်ဘူးပေါ့အဲ့ဒီလိုညင်းညူပြီးတော့ဆံသွားရှာတဲ့အောင်ရောင်နဲ့တခြားအိမ်ကိုထွက်သွားတယ် ချက်သွားတော့ဘုန်းကြီးကလည်းဘုန်းကြီးအပါပဲမိဖို့ကြောင့်ဝင်ကြည့်ဟိုအိုလန်ဒီအိုလန်တွေ့တော့ဆန်နေသွားတွေ့เนาะဆန်တော့နေကဆန်ဘုန်းနေကဆန်နေသွားတွေ့ဆန်နေမကဘူးထောင်ခွေးမှာထောင်ထားတဲ့ခြံချောင်းကြီးတစ်ခုလည်းသူတွေ့ကျောင်းအိမ်မေးမှာဆွဲထားတဲ့ငါ၆ပြားကြီးလည်းတွေ့သေးတယ်သူကကျောင်းအိမ်ထဲမှာထည့်ထားတဲ့ ထညက်ခဲကြီးလည်းမြင်ခဲ့သေးတယ်။အဲ့ဒါနဲ့ဟိုတက္ကမကြီးကတော့ညင်းညူပြီးအိမ်မှာဘာမှ မရှိဘူးဆိုဆင်းသွားတယ်။အပြင်သွားပြီးရှာတဲ့ရောင်ရောင်ပေါ့ဆင်းသွားပြီးတော့ပြန်ရောက်လာတယ်ကိုတော်ကလည်းအိမ်နေမပြက်အိမ်ဥက္ကမထိုင်နေတယ်။ထိုင်နေတဲ့အခါတက္ကမကြီးကဘာပြောပြန်တော့ဆိုတော့ဘုသူစီမံလဲဆန်သွားချီလို့မရဘူး။ချိန်မီဆန်လဲမချက်နိုင်ဘူးပေါ့။ ဒီကိုယ်တော်ကြအောင်ပြောတာပြောတော့အဲ့ဒီကိုယ်တော်ကဘာပြောတော့ဆိုဒကမကြီးတဲ့ကျုပ်လည်းကြောင်းကထွက်ကြတယ်ကကံမကောင်းမှုပြားတဲ့ကျုပ်လည်းကံမကောင်းမှုတဲ့လမ်းမှာမွေကြီးတစ်ကောင်တွေ့တယ်အဲ့မွေကြီးကဟောက်တောင်းမှထောင်ထားတဲ့ဂျန်ချောင်းကြီးလောက်ရှိတယ်မိဘကြောင့်နဲ့ထောင်ထားတဲ့ဂျန်ချောင်းကြီးလောက်ရှိတယ်အဲ့ဒါနဲ့မွေကြီးကိုကြောက်လို့ကိုယ့်စီလာမှာကြောက်လို့ ဒီခဲနဲ့ကောက်ပြီးတော့ပေါက်ဖို့ခဲရှာလိုက်တဲ့အခါကျတော့ဟိုကြောင်ရင်ထဲကထညက်ခဲကြီးလောက်ရှိတဲ့ငဲကြီးတွေ့တယ်ဗျအဲ့ဒါကြီးနဲ့ကောက်ပြီးတော့ထူးလိုက်တဲ့အခါမွေကြီးကတခါတည်းစိတ်ဆိုးပြီးတော့ပါဇာကြီးဖြဲပြတော့မွေဆွေတွေကဟောက်ဆန်အိုးတွေကဆန်းစည်းလေးတွေလိုပဲဖွေးလို့ပြီးတဲ့အခါကြံသေးတယ်မွေကြီးကစိတ်ဆိုးမှန်ဆိုးနဲ့တခါတည်းအစိတ်တွေထုတ်လိုက်တာဟိုထောပတ်အိုးတွေကထောပတ်တွေလိုပဲတဲ့ သူကအကုန်ကြည်ထားတာအဲ့လိုပြောလိုက်တဲ့အခါဟိုတက္ကမကြီးကအဲဒီကိုယ်တော်တော့လိန်လို့မရတော့ဘူးဆိုပြီးတော့ဆန်တောင်းတဲ့ကဆန်လေးယူချက်ထောပတ်ဆွမ်းလေးချက်ချမ်းချောင်းလေးဖြတ်တပိတ်ပေါ်တင်းထညက်ခဲလေးနဲ့ဆွမ်းကလေးရတဲ့ဟုတ်ကဲ့လားရေးထားတာကတော့တန်ဃာတော်တွေဟာအဲ့ဒါလို့မလုံသင့်ဘူးပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးမလုံသင့်ဘူးဆိုတာနဲ့ပတ်သက်ပြီးရေးထားတာ သို့တော့အဲ့ဒါမျိုးလည်းရှိတတ်တယ်ဒကာရကမတွေပဲကဒါပါတော့ဆိုရင်ယထာတ္တိယထာဗလံတံဝိပဇိမကိုရှိတဲ့စွမ်းအားရှိသလောက်ခွဲဝေပေးမယ်ဆိုတဲ့လှူဒန်းမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမွေးရမယ်တဲ့မြတ်စွာဘုရားဟုတ်ကဲ့ကိုခွန်အားလည်းရောက်ကိုတတ်နိုင်သလောက်လေးကိုထဲကကိုစားတဲ့ထဲကတလုံးတစ်စုပ်ခွဲပြီးတော့လှူဒန်းမျိုးလုပ်ရမယ်တဲ့ဒါနံပါတ်၄ အေးလှူဒန်းပြီပြီဆိုရင်ဘာလို့ ਆ မလို့မြတ်စွာဘုရားကနံပါတ်5ကြတော့တရားနာဖို့ရာအတွက်ရဟန်းတန်ကအနည်းမှချင်းကပ်ရမယ်ဒီအဆင့်ကြတော့လှုပ်တဲ့လူအလွန်ရှားသွားပြီဟုတ်ကဲ့လားဘုန်းကြီးကလည်းအိမ်ရောက်လာရင်အရာစကားပြောပြီးပြီးသွားတာတရားကမလည်းတော်ကြောင်တော်ကြောင်အရာကြောင်တွေပြောပြီးပြီးသွားကြတရားနာဖို့ဆိုတာ တော်တော်လေးခက်တာเนาะအဲ့တော့တရားဓမ္မနာယူဖို့ရယဟန်တန်ခါနာဆစ်ကပ်ပြီးတော့ရှင်ဗျာဆုံးမဩဝါဒလေးရောက်တဲ့ရောက်ခိုက်တပည့်တော်တို့တရားလေးတပုံးလောက်တို့တို့တုတ်တုတ်လေးဟောပါအောင်ဗျာတရားနာဖို့အနည်းနာချင်ကပ်ရမယ်တဲ့အေးယဟန်တော်ကတရားဟောပြီဆိုလို့ရှင်ဩဟိတတော်တော်ဓမ္မံသူနေမနာဆိုင်ပြီးတော့ ဟောသမျှတရားကိုမှတ်မှတ်သားသားနားရမယ်။ကြည့်အခုလိုတရားပွဲရောက်တဲ့အခါကျတော့ကြည့်။ဒါတရားပွဲနဲ့လည်းဆိုင်းလာပြန်တယ်။တရားနာပြီဆိုရင်ဩဟိတသောတော်ဂယုတဆိုင်နားဆိုင်ပြီးတော့ထောင်ဖို့လိုအပ်တယ်တဲ့နော်။ဂယုတဆိုင်ထောင်ရမယ်။ခေါ်တဲ့တရားတွေတလုံးမလွတ်ရအောင်နားဆိုင်ပြီးတော့ထောင်ရမယ်။ အေးနားထောင်ပြီးတော့ဘာလို့အမလဲလို့ဆိုရင်အဲ့ဒီတရားကိုမှတ်မှတ်သားသားယဉ်တဲ့နှလုံးထဲမှာမှတ်သားထားရမယ်မမှတ်မိနိုင်ရင်လည်းစာအုပ်လေးနဲ့ဘောပင်လေးနဲ့မှတ်ထည့်ဖို့တရားနာထားတဲ့တရားလေးတွေကိုမှတ်မှတ်သားသားမှတ်ထားရမယ်မှတ်သားထားပြီးတဲ့အခါကျတော့နံပါတ်၈ကမှတ်သားထားတဲ့တရားတွေကို အနတ္တိပဲစဉ်းကျင်စဉ်းစားရမယ်အနတ္တိပဲဆိုတာလက်တွေ့ဘလို့ကျင့်သုံးရမလဲဆိုတာစဉ်းကျင်စဉ်းစားကြည့်ရမယ်နားလည်အောင်အတိတ်ပဲနားလည်အောင်ကြိုးစားရမယ်လို့သူလို့ဆိုလိုတာနောက်ဆုံးနံပါတ်9ကအတိတ်ပဲနားလည်ပြီးတဲ့အခါမှာအဲ့ဒီအတိုင်းလက်တွေ့ကျင့်သုံးရမယ်တဲ့ကိုချက်ရှိတယ်ဟုတ်ကဲ့လားအဲ့ဒီကြမှာလမ်းဆုံးတယ် အဲ့ဒီကြမ်းမှလမ်းဆုံးတယ်အေးတချို့ကနံပါတ်1လို့ဆိုရဲခယူးကျုဆုံမှုတော့လုံးတယ်ကျန်တာတွေမလုံဘူးဟောမပြည့်စုံတဲ့ဘဝတစ်ခုရရှိကြအေးတချို့ကခယူးလဲကျုဆူဝါရဲ့ရှ िख ူဝချမှုဆိုတာလဲပြုပါရဲ့နှစ်ခုတော့လုံးတယ်ကျန်တာတွေမလုံဘူးဆိုရင်မပြည့်စုံတဲ့ဘဝတစ်ခုရောက်ပြန်အကောင်းနေမဆုံးရမှုတ် ေတကျောကသုံးခုလုပ်တယ်ခယူကျိုးဆိုတယ်ရှ िख ုဝါချတယ်နေရာထိုင်ငင်းပေးတယ်ကျန်တာတွေမလုပ်ဘူးမပြည့်စုံဘူးအေးတကျောကခယူကျိုးဆိုတယ်ရှ िख ုဝါချတယ်နေရာထိုင်ငင်းပေးတယ်ရှိတာလေးခွဲချမ်းလှူတယ်ဆိုတဲ့၄မျိုးထီအောင်လုပ်တယ်ကျန်တာတွေမလုပ်ဘူးသူလည်းမပြည့်စုံဘူးတဲ့အေးတကျောကျတော့အဲ့ဒီ၄မျိုးအပြင် ဘာထက်လို့တုံးဆိုရင်တရားနာဖို့ရာအတွက်အနိမ့်နာမှာတော့ထိုင်နေပါရဲ့တရားကိုတော့နားဆိုင်ပြီးမထောင်ဘူးဆိုတာလေနားဆောင်ထိုင်မှုဆိုတာတွေကိုတော့မလုပ်ဘူးတဲ့ဟော तू လည်းမပြည့်စုံဘူးအေးတချို့ကတော့တရားနာတော့ကတော့မှတ်မှတ်သားသားနားနားဆိုင်ပြီးတော့ထောင်ပါရဲ့နားထောင်ပြီးတာနဲ့တပြိုင်နက်တရားပွဲကထပြန်သို့မဟုတ် တရားနာတဲ့နေရာကထပြန်သွားတာနဲ့တပြိုင်နက်ဘာတခုမှမကြံတော့ဘူးမှတ်သားထားတာတခုမှမရှိဘူးအိမ်ပြန်ရောက်တာနဲ့အကုန်မိတ်ဟုတ်ကဲ့လားအဲ့လိုမျိုးဆိုလို့ရှိရင်လည်းမပြည့်စုံဘူးတဲ့အေးတချို့ကမလဲမှတ်သားထားတယ်သို့တော်မှတ်ယုံမဲမှတ်ထားတယ်အနေအိဗယ်တွေကိုမစင်စားဘူးတဲ့ဆိုလိုရင်အိဗယ်တွေကိုမစင်စားဘူး ေးတချို့ကြတော့ဆိုလိုရင်းအတိတ်ပဲလဲသိပါတယ်စဉ်းစားတယ်တရားလာတဲ့အတိုင်းကျင့်သုံးမှုကြတော့မပြုတ်ဘူးဟောမပြည့်စုံတာ၄ပေါ့ပြည့်စုံမှုဆိုတာကိုမျိုးလုံးလုံးမှပြည့်စုံမယ်ဒီအကြောင်းကိုဒေဝတာတုတ်ထဲမှာခေါ်ထားတာရှိတယ်တခုသောညာ တန်းကောင်ကြော်တဲ့အချိန်ကောင်းကင်ကကောင်းကင်ဘုံကနတ်တွေကအာကာသထနတ်ခေါ်တာပေါ့အဲ့ဒီကောင်းကင်ဘုံကနတ်တွေကမြတ်စွာဘုရားကိုဖူးမြော်ဖို့တရားနာဖို့ဆိုတာလာတဲ့အချိန်တကောင်ကြော်မှလာလေးရှိကြတယ်တကောင်အတွင်းမလာဘူးလူတွေတိတ်ဆိတ်ပြီးအိတ်ကုန်ပြီဆိုတဲ့အချိန်ကျမှနတ်တွေကလာကြတယ် မြတ်တွေကလူတွေစီလာဖို့ရအတော်ကြိုးစားပြီးတော့လာကြ။မပြစ်လို့တော့ဆိုရင်လူတွေရဲ့အနှံ့အသက်သူတို့နှာခေါင်းနဲ့မယင်ဘူး။ဘုန်းကြီးတို့တွေတရိတ်ဆန်ယုံသွားတဲ့အခါကျတော့ကြားနှံ့ချင်းသေးနှံ့နေမြောက်နှံ့နေယင်လား။ယင်ပါဗျာ။နန်းမောလာတခါတလေအိမ်မွေးထားတဲ့ခွေးတောင်ခွေးရဲ့အနှံ့နှံ့နေလေ။အဲ့တော့ လူတွေရဲ့အနံ့ကိုလည်းနတ်တရားမခံနိုင်ဘူးတဲ့မခံနိုင်သည့်အတွက်ကြောင့်လူပြေလာတဲ့အခါကျတော့ဟိုမျက်နှာဖုံးတက်ပြီးတော့လာသလားတော့မသိဘူးအခောင်းပိတ်လာမှထင်တယ်တကောင်းကြောင်မှလူတွေတိတ်ဆိတ်အိပ်ပြီးတော့နေတယ်ဆိုလို့ရှိရင်လူတွေလှုပ်ရှားမှုမရှိသည့်အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ကလှုပ်ရှားလို့ထွက်လာတဲ့လေဟာငြိမ်သက်သွားတယ်ပေါ့ အနတ်သက်ဒီလည်းငြိမ့်နေမှာပေါ့အဲ့ဒီချိန်မှာเนาะဟိုသွားဒီသွားဆိုရင်လူတွေခန္ဓာကိုယ်တွေကအနတ်နေရတခါလဲထွက်နေမှာငြိမ့်သက်နေပြီဆိုလို့ရှိရင်လေတွေကတန့်ညင်တန့်နေတန်ကြောင်မို့ညသကောင်ကျော်လာတယ်အဲ့ဒီမှာနတ်တွေဟာအုပ်စုလိုက်လာကြတယ်အုပ်စုလိုက်လာပြီးတော့ဖះရှောက်ကြတာ တပည့်တော်တို့လူဘွားတို့ကဗျာတဲ့ရဟန်းတန်ဃာတွေကြွလာတဲ့အခါခီးဥကြိုပဲဆိုတယ်ကျန်တာတွေတခုမှမလုတ်ခဲ့ဘူးဗျာဒါကြောင့်မို့လို့တပည့်တော်တို့ကမျက်နှာငယ်ရတယ်ဗျာတဲ့နတ်ဘွားမှာတော့ဟုတ်ကဲ့တပည့်တော်တို့မျက်နှာငယ်ရတယ်တဲ့မပြည့်မစုံအောက်တန်းကျတဲ့အနေအထားမျိုးမှာတပည့်တော်တို့ရှိပါလေနောက်တဦးစုကလာပြီးတပည့်တော်တို့ခီးဥကြိုလဲဆိုးတယ်ဗျာရှင်းလဲရှင်းခိုးပါတယ်ဗျာဒါပေမဲ့လို့တပည့်တော်တို့ကျန်တာတွေမလုတ်ခဲ့ဘူးတဲ့ ဒါကြောင့်တပည့်တော်လည်းမျက်နှာငယ်ရတယ်ဖေ။အဲ့ဒီတအုပ်စုထွက်သွားတော့နောက်တအုပ်စုကလာတယ်ဖေကိုရှောက်တယ်။တပည့်တော်တို့ဗျာတဲ့ရှင်လက်ရှိခိုးခီးဦးနဲ့ကြိုဆိုတယ်ရှင်လက်ရှိခိုးတယ်။နေရထိုင်ခင်းလည်းပေးတယ်ဗျာ။သို့တော်တပည့်တော်တို့ခွဲချမ်းဝေပန်ပြီးတော့လှူဒန်းမှုမလုပ်ခဲ့ဘူး။ဒါကြောင့်မို့တပည့်တော်တို့မပြည့်စုံဘူးမျက်နှာငယ်ရတယ်။နောက်တအုပ်စုကြတော့ တပည့်တို့အဲ့ဒါတွေအလုံးလုံးတယ်ဖြစ်အလုံးလုံးတယ်ဒါပေမဲ့လို့တရားနာဖို့ဆိုတာယဟန်တန်ဃာတွေနာတပည့်တို့မချင်းကပ်ခဲ့မိဘူးဒါကြောင့်မို့တပည့်တို့ဟာမပြည့်မစုံတဲ့ဘဝမျိုးရောက်ရပါတယ်ဩနောက်တော့အုပ်စုကတော့ရှောက်တယ်တပည့်တို့တရားနာဖို့တော့အနီးကချင်းကပ်ပါရဲ့ဟောတဲ့အခါကျတော့တပည့်တို့ကနားဆိုင်မထောင်ခဲ့ဘူးဖေဟောမပြည့်မစုံဖြစ်ခဲ့ရတယ် နောက်တော့သူကြတော့တပည့်တို့ကနားဆိုင်တော့ထောင်နေပြရတယ်ဒါပေမဲ့လို့နာကြားထားတဲ့တရားတွေကိုတပည့်တို့မှတ်မှတ်သားသားမရှိဘူးဖြစ်အကုန်လုံးမေ့သွားတယ်ဒါကြောင့်မို့မပြည့်စုံတဲ့ဘဝတပည့်တို့ရောက်ရတယ်ဟောနောက်တော့သူကြတော့တပည့်တို့မှတ်တော့မှတ်ထားပါတယ်ဗျာတဲ့မှတ်ထားတဲ့တရားတွေရဲ့အနှစ်အဓိပ္ပာယ်ကိုတပည့်တို့မစင်စားဘူးတဲ့ဒီတိုင်းပဲမှတ်ထားတဲ့အတိုင်းပဲထားလိုက်ကြတယ် ဒါကြောင့်မို့တပည့်တော်မပြည့်စုံတဲ့ဘုရားရောက်ပါတယ်ဆိုနောက်တော့စုကြတော့လာတယ်တပည့်တော်ကအနေတိပဲတော့စဉ်းစားမိတယ်ဗျာဒါပေမဲ့လက်တွေ့ကျင့်သုံးမှုတပည့်တော်မလုပ်ခဲ့ဘူးဒါကြောင့်မို့မပြည့်စုံဘူးနောက်ဆုံးလျှောက်တဲ့အုပ်စုကြတော့တပည့်တော်အဲ့ဓာတွေအကုန်လုပ်တယ်ဗျာကိုယ်တိုင်လည်းကျင့်တယ်ဒါကြောင့်မို့လို့တပည့်တော်ဟာတော့အကြောင်းစုံလို့တပည့်တော်အကောင်းအဆုံးရပါတယ်ဗျာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့နှက်တွေကလျှောက်ကြတယ် ဟုတ်ကဲ့အဲ့ဒီအကြောင်းကိုဒေဝတာသုတ်တံမှာမြတ်စွာဘုရားကဟောထားပြီးယဟန်တွေကိုဘယ်လိုတတိပေးတယ်လဲဆိုလို့ရှိရင်ခြေသားယဟန်တို့ဒီနတ်တွေကိုကြည့်ကိုလုတ်တင်နာတွေကိုပြည့်ပြည့်စုံစုံမလုတ်ခဲ့ဘူးဆိုလို့ရှိရင်အခုနောင်တပူပန်ကြရတယ်နောက်မှနောင်တရကြတယ်ဩတို့လုတ်တာတွေမပြည့်စုံခဲ့တဲ့အတွက်ကြောင့် ခုလိုအောက်တန်းနောက်တန်းကြတဲ့အခြေအနေမျိုးတွေရောက်နေရပါလားလို့ဆိုပြီးတော့ကိုကိုကိုအပြစ်တင်ပြီးတော့နေကြတယ်ဒါကြောင့်မို့လို့တင်ချစ်သားတို့လည်းပဲနောင်တမပူပန်ရအောင်အခုအချိန်မှာအကြောင်းစုံအောင်လုပ်ကြတဲ့ဟုတ်ကဲ့လားတီလာလည်းပြည့်စုံအောင်လုပ်ရမယ်တမာရီလည်းပြည့်စုံအောင်ကျင့်ရမယ်ပညာကိုလည်းပြည့်စုံအောင်တိတ်ခါတုံးရအကျင့်ရတွေကို ြည့်ပြည့်စုံစုံအထုကြမြတ်စွာဘုရားကသာယထဘိခဝီမာပမာတ္ထသာယထဆိုတာသမထဝိပဿနာကျင့်စဉ်ကိုကျင့်သို့မဟုတ်ကုဘဝအရေးကုဘကိုပြည့်ပြည့်ဝဝတွေးထားကြဘုန်းကြီးတို့တွေမတွေးသင့်ဘူးလားကုဘဝဟာကိုယ့်ကိုဆင်ញင်သုံးသပ်ပြီးတော့ကုဘဝအရေးကိုကုဘကိုတွေးထားရငါအခုရထားတဲ့ဘဝတစ်ခုကနှိမ့်ချနေသလား သူများနဲ့စာရင်ငါ top 10ထဲမှာပါလားမပါဘူးလားဟုတ်ကဲ့လားမပါသေးလို့ရှိရင်ငါဘာတွေလှုပ်ဖို့လိုနေသေးသလဲမစင်းစားသင့်ဘူးလားအဲ့ဒါကိုပြောတာဇာယထအတိပ္ပယ်တစ်မျိုးနဲ့ပြောမယ်ဆိုရင်ဇာယထအမတ်တမဲ့မနေနဲ့ကိုဘွားလေးကိုဆင်ရှင်သုံးသက်မာပမာဒဋ္ဌမိမိလျော်ရော်နဲ့မနေကြနဲ့မာပစ္စဝိပတိတာရီတော့ဟုတ်တယ်နောက်ကြမှာနောင်တ မရစေကြနဲ့ဟောမြတ်စွာဘုရားက ဒါဟာငါဗျာရဲ့တတိပေးချက်ဆုံးမဩဝါဒပေးချက်ပဲဖြစ်တယ်လို့ဒီတုတ်တံကိုဒီစကားနဲ့အဆုံးသတ်ထားတယ်။ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိသက်တို့အဲအကြောင်းဆုံးမအကောင်းဆုံးမဖြစ်တော့ကြောင်းအကြောင်းတရားတွေပြည့်စုံအောင်တို့တွေအသိဉာဏ်ရှိတဲ့လူ့ဘဝရတဲ့အခိုက်သာသနာတော်ကြီးနဲ့ကြုံကြိုက်တဲ့အခိုက်မှာလုံးတဲ့လှုပ်ထိုက်တဲ့အကြောင်းတရားတွေတို့ပြည့်ပြည့်စုံစုံလုံးမပဲနောက်ဆုံးအဆင့်ဖြစ်တဲ့ ဓမ္မာနုဓမ္မပฏิပတ်တိဓမ္မလို့ဆိုရဲလောကုတ္တရာတရားနဲ့လျော်တဲ့အနုဓမ္မဆိုတဲ့သီလသမာဓိပညာသိက္ခာသုံးရအကျင့်မြတ်တွေကိုတို့လက်လမ်းမိသမျှဖြစ်ကျင့်မှသာလဲတို့လုပ်တဲ့လုပ်တွေဟာပြည့်စုံမှဖြစ်တယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒကို ဥထိတ်ထက်ပန်းစင်လျက်เจ้าส่งอองจิ่ญจั่นจุกุอ้าถุ่นหน่ายจะบาเสกุนตรี